ကွာအမထွေဘကိုးတိုင်းအနောက်ချက်မင်းလာမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့ BDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သား၁၀ဦးတေကတပ်ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးနိုင်ခဲ့တယ်လို့တိုက်ခဲရမှာပါဝင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမနေ့ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ28ရက်မနေ့အစောပိုင်းမှာမင်းလာမြို့နယ်တရော်ကုန်းရွာကထွက်လာတဲ့စစ်ကောင်စီအင်အား80ဦးပါချင်းလင်းစစ်ကြောင်းဟာမနေ့9ရက်လောက်မှာငမိုးရိပ်ရွာအတွင်းကိုရောက်နေချိန် PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာပါ။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ရင်းနှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်မနက်7:00နာရီလောက်မှာစစ်ကောင်စီတပ်က MI-35 ရဲအရင်တစီဂျက်ဖိုက်တာ၄စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပေမဲ့စစ်ကောင်စီဘက်ကတိဆုံးမှုများပြားခဲ့တယ်လို့တာယာဝီခရင်တရင်သုံးရှိတုံညာနဲ့တက်ခွဲနှစ်ရဲ့တက်ခွဲမှုဗိုလ်ဒိန်တက်ကပြောပါတယ်အဲဒီအကုန်စားကြမဲ့မှာတက်လာတဲ့စားကားစားအင်အား90လောက်ရှိတယ်ပေါ့မမိုးရွာကိုက ဟိုဟာ9နိုင်ခွန်နိုင်လောက်ကိုရောက်ရှိလာတယ်ပေါ့သတင်းရရချင်းအဲ့ဒီအချိန်မှာကျွန်တော်တိုက်ပွဲဖြစ်ပွားခြင်းက9နိုင်လောက်မှတိုက်ပွဲကစဖြစ်တာပဲပြသူတို့စပြီးခေါင်းပြူထွက်တာနဲ့ကျွန်တော်တို့တော်လိုင်းအရာအခုပေါင်းဖွဲ့တွေကပေါင်းစည်းပြီးတော့ပေါ့နော်အမှ10နိုင်ွယ်17နိုင်လောက်ရှိကြတယ်တိုက်ပွဲဖြစ်ခြင်းက2နိုင်လောက်ကြာသွားတယ်ပေါ့အဲတိုက်ပွဲဖြစ်ခြင်း2နိုင်လောက်ကြာသွားတဲ့အချိန်မှာပဲအဲစကားစခွေးဘက်ကလည်း အသေးပြောက်အကြတွေလည်းများတယ်ပေါ့နော်ကျွန်တော်တို့လည်းဂန်းနေလည်းရရှိထားတယ်ပေါ့ဟန်နေရရှိတာပြောခွေးကလည်းသူတို့မနိုင်တော့တဲ့အနေအထားဖြစ်တော့သူတို့အားရပြန်ဆုတ်သွားတယ်ပေါ့နော်ပြန်ဆုတ်သွားတဲ့အချိန်မှာပဲသူလေရင်ပြုတ်ကူလည်းတောင်းတယ်ပေါ့လေရင်ပြုတ်ကူတောင်းတဲ့အချိန်မှာလေရင်ကလည်းမကြပါဘူးအဲလေရင်ပြုတ်ကူလာလာနဲ့ကျွန်တော်တို့တွေလည်းဒီဒီနည်းနည်းရတဲ့လောက်ဟိုလိုက်ပြီးတော့ပြစ်ခတ်ပြီးတော့အဲလက်ကမ်းများလည်းကောက်ပေါ့နော်အဲ့လိုလုပ်ပြီးကမှအားချင်းခဏပြန်တန်းလိုက်တယ်ပေါ့လေရင်လာတော့ဘေးကိုတင်းချောင်နေရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့နော် တိုက်ပွဲကြခြင်းနှစ်နာရီခန့်အတွင်းမှာစစ်ကောင်စီဘက်က10ဦးသေပြီးတအူးကိုအရှင်ဖမ်းမိကလက်နက်ငယ်တဒါဇင်နီးပါးနဲ့စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာတာယာဝတီခရိုင်တရင်သုံးရှိတုံညာနှစ်မှာတက်ခွဲတိဒရဂွန်ဘရာသာတက်ခွဲနှစ်တက်ခွဲသုံးတက်ခွဲလေးမြောက်ပြကြတက်ဖွဲ့အုပ်ဖို့ တက်ခွဲ9တက်ခွဲ6ဘလက်ဒရဂွန်နဲ့တာယာဝရီခရိုင်တည်းရင်383တာယာဝရီခရိုင်တည်းရင်383တင်းမှာတက်ခွဲ6အေယာညီနောင်ဘကိုးခရိုင်တည်းရင်303တင်းတက်ခွဲ9တို့ကပူပေါင်းတက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တအူလည်းမစိုးရိမ်ရတဲ့တရားရရှိခဲ့ပါတယ်ပြီးခဲ့တဲ့ဧပြီလ26ရက်ကလည်းမင်းလာမျိုးနယ်စားကြောင်းရွာတဲ့ကျိုးတရားဘော်ကိုတက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဧပြီလ22ရက် မနက်က မင်းလာမြို့နယ်ရန်ကုန်ပြည်နယ်ရှိအညာတန်းကြီးရွာကစားတောက်ဆိုင်ကိုရောက်နေတဲ့စီအိုစုကိုတိုက်ခိုက်ခဲ့လို့အဲ့ဒီနေ့မိုးလွယ်ပိုင်းမှာပဲစစ်ကောင်စီတပ်ကမင်းလာမြို့နယ်ပဲခူးရုံးမှာဆက်ကကြီးရွာတွေကိုရဟန်းရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ခုလရှိရတော့လေလာတော့ပြန်ဆုတ်လာပါတယ်။လေလာတော့ကျွန်တော်တို့လေလာတယ်ဆိုတော့ပြန်ဆုတ်လာပါတယ်။မြေပြင်မှာတော့သူတို့နိုင်လာကြမရှိဘူး။